အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဟောလာပိုင်းဝေးချန်နယ်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဟေးရမှာဒီဖြစ်ပျက်ကလွန်ခဲ့တဲ့တစ်နှစ်ခန့်ကျွန်တော်အသက်18နှစ်မှာဖြစ်ပျက်ခဲ့တာပါအဲ့ဒီနေ့ကနေ့လယ်ပိုင်းလောက်ဖြစ်မယ်ကျွန်တော်လုံမှာစက်ကက်ဖွင့်နေရာဟာစတိုက်နေခဲ့တဲ့နေ့လယ်သာစားချိန်ရောက်တော့ကျွန်တော်တငယ်ချင်းဂျုံကဟေးတန်းအပြင်မှာထွက်ပြီးစားစရာတခုတော့ဝယ်မလားတဲ့โอเคလေတွားကြတာပေါ့ဆိုပြီးသူ့ကားထဲကိုဝင်ထိုင်လိုက်တယ် ဂျွန်ကဝန်နီဆိုတဲ့ Facebook ဆိုင်ကိုတွေးလိုက်ပြီးအဲ့မှာစားကြမလားလို့မေးခဲ့တယ်။ "Okay လေစားကြတာပေါ့။ကားကိုရက်ပြီးကျွန်တော်တို့ဆိုင်ထဲကိုဝင်လိုက်တယ်။အနေငယ်တန်းစီနေတဲ့လူတချို့ကိုလည်းတွေ့ခဲ့ရတယ်။လူနှင်းငယ်ပဲရှိတဲ့ line ထဲကလူတယောက်ကကျွန်တော်မျက်စီနဲ့နှင်းငယ်ထူးဆန်းနေတယ်။အော်တန်းနှစဲဝင်းရလောက်ရှိမဲအာဖရိကလူမဲ။ဟိုဒီအင်ကြီးမဲအောင်ခဲအောင်ပေါင်းပြီးနဲ့ရှူးကိုကြကြနာနာစီးထားတယ်။ပုံမှန်လူတယောက်လို့ဆိုပေမဲ့ကျွန်တော်အတွက်တော့မျက်စီရဲ့တောင်ကျိုးဖြစ်နေခဲ့တယ်။ တခုခုတော့မှားနေပြီလို့စိတ်ထဲမှာထင်တယ်ကျွန်တော်တို့အော်ရာမာရတဲ့အချိန်စောနာကလူမဲကဆိုင်ဝင်ပေါက်ရဲ့ဆက်ညင်ဘက်အနောက်တကားကနေထွက်သွားတယ်အစားစားတွေရတော့ဂျုံကစောနာလူထွက်သွားတဲ့အပေါက်ရဲ့ဘီနာကခုနှစ်ခုကိုဝင်ထိုင်လိုက်တယ်ကျွန်တော်ဘီနာကမှန်ကြတဲ့ပေါက်ကနေကြီးလိုက်အပြင်ဘက်မှာစပိန်နေအောင်လူကြီးရှိနေတာကိုသတိထားမိလိုက်တယ်ဒါပေမဲ့လည်းအထူးတလဲကြီးမဟုတ်တော့သိတ်စဉ်းစားမနေတော့ပါဘူး။စားစားကိုပဲစားတော့မယ်ဆိုပြီးဟမ်ဘာဂါကိုကောက်ကင်လိုက်ရင ဂျွန်ရဲ့နောက်ဘက်ကနေစောနာလူမဲကဂျွန်မုံစားနေတာကိုတရှာစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့မျိုးလုံးတွေကပြူးတယ်။မျက်ကွင်းတွေကညိုတယ်။ကျွန်တော်ရန်ကိုကြောက်လန့်ပြီးဆွန့်အားနေခဲ့တယ်။ကျွန်တော်ကိုကြောက်လန့်နေတဲ့ချက်ကသူ့ရဲ့နောက်ကျောင်းမှာကင်တိုဓာတ်ချောင်းကိုလွှဲထားတယ်။ကျွန်တော်လည်းဂျွန်ကိုသတိချက်လှမ်းပစ်လိုက်တယ်။ဖေအောင်နောက်ကိုလှမ်းကြည့်နေနော်။မင်းနောက်မှာလူတယောက်ကမင်းကိုတရှာစိုက်ကြည့်နေတယ်။သူ့နောက်ကျောင်းမှာကင်တိုဓာတ်ချောင်းကိုလွှဲထားတယ်လို့ဒိုဒိုလေးပြောလိုက်တယ်။ဂျွန်ကမျက်နှာပုံပြပဲ။โอเคတဲ့။ ကျွန်တော်တို့လည်းသူထသားမဲ့ရှင်ကိုပဲတိတ်တဆိတ်ထိုင်ဆောင်နေခဲ့တယ်။ဘလို့မသိတအောင်ကျွန်တော်တို့ပုံမှန်စကားပြောနေကြတိုင်းကြီးပြုံးပြုံးနောက်နေခဲ့တယ်။ခဏကြာဆိုင်ရဲ့နောက်ဘက်တွေကိုထွက်သွားတယ်။သူ့နောက်ကျောင်းမှာလွဲထားတဲ့ဓာတ်ကိုလည်းသိရှာမြင်ရတယ်။အယုဒ္ဓယာတရားမှန်တစ်ခုကနေကျွန်တော်တို့ကိုပဲပြန်ရှောင်းကြည့်နေတယ်။ဒေါနာတိုင်းမှာမျက်တော်အနေနဲ့သိရှာကိုစူးစိုက်နေခဲ့တာ။ကျွန်တော်ဘာလို့တင်လဲဘာလို့ရမလဲဆိုတာတွေးနေချိန်ဝန်ထမ်းတစ်ယောက်စီကိုထားသွားပြီးအဲ့လူအကြောင်းကိုပြောပြလိုက်တယ်။ ပင်ရဲကိုခေါ်ပေးလို့ရမလားဝန်ထမ်းစီကတုံ့ပြန်တဲ့ပုံကလက်ခေါ်ပေးခြင်းမမရဘူးကျွန်တော်လည်းကြံတစ်ခုထက်ရတယ်ဒီလူကိုပုံရိုက်ထားလိုက်မယ်ခဏကြာရဲတွေလာရင်ပြလိုက်မယ်သူမသိအောင်ရိုက်ဖို့ဆိုရင်ဂျုံကိုပုံရိုက်ပေးသလိုနဲ့အဲ့လူကိုနောက်က background မှာမြင်တောင်ထားလိုက်တယ်ဂျုံရင်ပြုံးမအောင်လို့ပြောလိုက်တယ်ဂျုံကလည်းနားလဲသလိုပို့တစ်ခုလုပ်ပေးတယ်ဝိနာကစားနေတဲ့လူတွေကိုလည်းထိုးလူကြောင့်သတိပေးလိုက်တော့ သူတို့ပါကြောက်လန့်နေကြတယ်။ဒီရှင်တွေကပြင်ကိုထွက်သွားဖို့ကလည်းမလွယ်ဘူး။သူဘာလုပ်မလဲဆိုတော့ကိုမသိနိုင်ဘူးကို။သူဆိုင်ထဲကိုဝင်တော့ဝင်လာနိုင်မယ်။ကျွန်တော်တို့ပြင်ထွက်ဖို့တော့အဆင်ပြေဘူး။ကိုတီဒီလူကဒီတိုင်းကြီးမင်းသေးတင်းရဲ့မျက်နှာနဲ့ကက်လျက်ကြီးရက်ကြည့်နေတော့ငွေ။ဆောနာဝန်ထမ်းကကျွန်တော်ထင်သလိုပဲရဲကိုမခေါ်ခဲ့ဘူးပဲ။ကျွန်တော်လည်းသိစမ်းသမ်းနေတော့ဘူး။ကျွန်တော်ကိုယ်တိုင်မဲရဲကိုဖုံးသွားခေါ်လိုက်တယ်။ရနေတဲ့နေရာကနေကျွန်တော်ဘီနာကစပိန်ရှိရာကိုလာပြီးစပိန်ရှိထွက်သွားတယ် အနာကြရဲတွေရောက်လာခဲ့တယ်။ဖြစ်တဲ့ပြဿနာကိုရှင်းပြခိုင်းတယ်။ကျွန်တော်ကပုံမှန်တိုက်မုံစားနေခဲ့တာခလူကကျွန်တော်ကိုဆူဆိုက်ပြီးကြီးနေခဲ့တယ်။ကျွန်တော်ဖုန်းထဲကပုံကိုကြီးလိုက်လို့ရဲကိုပြခဲ့တယ်။ကျွန်တော်တို့ဒီမှာပြင်းမရှိတာသိတဲ့အတွက်မင်းတို့ဒီမှာခဏဆောင်နေဒီလူကမင်းတို့ကိုဘာလုပ်မလဲဆိုတာမသိနိုင်ဘူး။မတော်သူ့ကိုယင်ဖမ်းဖို့ဒီစာဦးနားတစ်ပိုက်လိုက်ချလိုက်မယ်လို့ပြောတယ်။ထိုးလူပြန်လာရင်သူ့ကိုဖုံးခေါ်ပါတဲ့။ကျွန်တော်တို့လည်းပုံမှန်တိုက်မုံဆက်စားနေခဲ့တယ်။ ရဲကားကဒီအဆောက်အဦနားမှာပတ်ရှာနေရကိုတွေ့ခဲ့ရတယ်။ခဏကြာရဲစီကဖုန်းဝင်လာခဲ့တယ်။သူပြောတာကငါတို့နီးနားတော့ဘာမှမပြောတဲ့ပုံစံနဲ့လူမတွေ့ဘူး။မင်းတို့အခုချိန်ပြန်မယ်ဆိုရင်အေးဆေးပြန်လို့ရပြီလို့ပြောတယ်။ကျွန်တော်တို့လည်းကြောက်ကြောက်နဲ့ပေးပတ်လေကိုကြည့်ပြီးကားပေါ်မြန်တက်အလုပ်ကိုပြန်ခဲ့ကြတယ်။ဓမင်းသားနားချိန်မိနစ်30လောက်နောက်ကျသွားလို့ဒါရိုက်တာကိုဖြစ်ခဲ့တဲ့ကြောင်းလေးကိုရည်ညွှန်းနဲ့ပြောပြခဲ့သေးတယ်။အခုနဲ့ဆိုရင်ကျွန်တော်အသက်က18နှစ်ပြည့်ခဲ့ပြီ။ ဒီဆိုင်ကိုပဲပြန်ရောက်လာခဲ့တယ်။ကျွန်တော်တို့လည်းဒီလူအကြောင်းကိုပြန်ပြီးပြောမိတယ်။ကျွန်တော်တကယ်ရင်ထင်တာကတော့အဲ့လူကဆေးကွဲနေတာဒါမှမဟုတ်စိတ်ကြယောဂတစ်ခုရှိနေတာဖြစ်မယ်လို့ထင်တယ်။ကျွန်တော်ထင်ကတော့ဒီလူကတစ်ပင်လိုက်ခုတ်တဲ့သူတယောက်ဖြစ်မယ်လို့ထင်မိတယ်။ဒါကြီးလည်းပြီးဘသူမှရှောက်မသွားနေတော့ပါဘူးလေ။ဟုတ်တယ်မလား။ပိတ်တကြီးတော့လို့ထင်မိလဲဗျ။ဇလန်းလေးကတော့ဒီမှာနေပြပါဘူး။ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်တိုင်း รอชาแนลเร็วไลค์กด subscribe ลงไปต่อจะบ้องอย่า